အခုလိုချက်တွေကြောင့်ရခိဥဒခမင်းကြီးလို့တင်စားခင်းရုံတမကနက်ပြီမှာနဲ့နဲ့တည်ထားခင်ရပြီလို့မှတ်ချက်ပေးခံနေရတဲ့ဇွဲတရဲ့ပိတ်ကန်ရှင်ဦးစံဝင်းနဲ့ဂျုံဝမ်းပါရခိဥဒခမင်းကြီးဆိုရတင်စားခင်နေရတာကတော့ဇွဲတရဲ့ပိတ်ကန်ရှင်ဦးစံဝင်းနဲ့ဂျုံဝမ်းပါတို့ပဲဖြစ်ပါရဲ့ရှင်ဇွဲထက်မိသားစုကတော့မန္တလေးမြို့ကငလင်လှုပ်ခတ်မှုအကြောင်းပြိုကျပျက်စီးခဲ့ရတယ်မဆိုရင်ကြောင်းလိုက်ကြည့်အတွက် ။သိန်းပေါင်း9000မှဒီကပြန်လည်ပြီးတော့တိဆောက်ကုသိုလ်ယူပေးနေတာဖြစ်ပါတယ်။မန္တလေးမြို့ကမစိုးရင်ကျောင်းတိုင်ကြီးကတော့အလုံးသိကြတဲ့အတိုင်းသာသနာအာဇာနည်တွေကိုမွေးဖွားပေးနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီလိုငလျင်ကြောင့်ပြိုကျပျက်စီးရတဲ့ချိန်မှာတော့သာသနာအာဇာနည်တွေအတွက်အဆင်မပြေမှုတွေကြုံတွေ့ခဲ့ရတာကိုသိလိုက်ရတာကြောင့်လေဇွဲထက်မိသားစုကကုသိုလ်ယူလှူဒန်းတိစောက်ပေးနေခဲ့တာဖြစ်ပါတယ်။မဆိုရင်ကျောင်းနိုင်ကြီးကိုတိစောက်နေစမှာဦးဆန်းဝန်းတို့မိသားစုကကိုရိုင်းကြီးကျက်စီမံနေကြသလိုတမိသားစုလုံးအပြင်ဆန်ဝန်းတန်းတွေအကုန်လုံးငါးပါးတိလလုံးအောင်စောင့်တိုင်းခိုင်းတဲ့အထီကိုသာသနာအပေါ်မှာတက်ဝင်ယုံကြည်ကြတဲ့အထီပါပဲရှင်။ ကျောင်းတော်ကြီးတိဆောင်ရမှာဆိုရင်လေအုံမြင့်တော်တွေကိုရိုးရိုးအုံနဲ့တိဆောင်တာမဟုတ်ပဲရှာပါပြီးတော့ရှာရခက်တဲ့အဖို့တန်တဲ့ယတနာအုံမြင့်တော်တွေနဲ့တိဆောက်စေခဲ့တဲ့အထိပါ။ဒါပြင်အခုဆိုရင်တော့ဌာပနာဖို့အတွက်ခုနှစ်ရက်သားသမီးအားလုံးကအလာရလူတန်းကြတဲ့အခါမှာတော့တကယ်ကိုစက်တီထဝယ်အလူတော်ကြီးအဖြစ်ကျမတို့တွေအမြင်တွေ့ခွင့်ရရှိခဲ့ကြပြီဖြစ်ပါတယ်။တတ်နိုင်သလောက်လာရောက်ပြီးတော့အလူတန်းကြတဲ့သူတွေရှိသလိုအလူမန်းတက်ရောက်တဲ့အခါမှာတရားတရားတွေထက်တန်လာလို့ ကိုဘမဝစ်ဆန်လာကြတဲ့လူဝယဒနာတွေကိုချက်ကလူတန်းကုသိုလ်ယူကြသူတွေလည်းရှိနေခဲ့ပါတယ်။ကြောင်မြင့်ယဒနာအမျိုးမျိုးကိုတင်းနှောင်းနေတဲ့ထက်ကလာရောက်လူတန်းကြတာကြောင့်လည်းအခုဆိုရင်တော့အလူမင်္ဂလာမန်တက်ကြီးကတဖိတ်ဖိတ်လက်ပြီးတော့လက်ပြည့်ထိပေါက်ကြားသိနေမယ်ဆိုတာကတော့သိကြနေခဲ့ပါပြီ။ ရွှေငွေတို့အပြင်ကြောက်စိမ့်နီလာဗရန်များကော်မုတ်ဆက်သဖြင့်တင်းနှောင်းနေနဲ့အရှံမဲလူဒန်းကုသိုလ်ယူနေတာကိုတွေ့ရတာကတော့တကယ့်ကိုစစ်သည်ထဝယ်အလူတော်ကြီးဖြစ်သလိုအနော်ယထာမင်းကျန်းစစ်သားမင်းတို့ရဲ့ရှေးကကအလူတော်ပွဲကြီးတွေလိုမျိုးတမိုင်းတွင်ကြဲရဲမဲ့အလူတော်မင်္ဂလာပွဲကြီးဖြစ်မယ်ဆိုတာကတော့ကြိမ်းတင်နေပါတယ်။တံမိုးကြီးမားတဲ့ကြောက်စိမ့်တွေကိုတရာယူဖိတ်ကလူဒန်းကြတာတွေကိုလည်းတွေ့မြင်ရပါတယ်ရှင်။မြန်မာလူမျိုးတွေကတရားတရားပြေဝါကြတာကဖြင့်ထမင်းအကြောင်းစီမောင်းတီးပြီးတော့လှူဒန်းကြတဲ့လူမျိုးတွေဖြစ်ပါတယ် အခုလဲအလုံးအားတင်ပွဲအလှူတော်မင်္ဂလာကြီးကိုကျမတို့တွေ့မြင်ခဲ့ရပြီဖြစ်ပါတယ်။တရာတရားထက်တန်စွာနဲ့ခொနည်းသားသမီးတွေကလာရောက်လှူဒန်းမှုတွေကတကယ့်ကိုကြည်တိထဝဲအတီးပါပဲရှင်။ဒါကြောင့်လဲမစိုးရင်ကျောင်းတိုက်ကြီးရဲ့အလှူတော်မင်္ဂလာမန်တက်ကြီးမှာလာရောက်လှူဒန်းကြတဲ့ယတနာပစ္စည်းတွေကယတနာတိုက်တပွဲတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစေတနာသုံးတန်ပြတ်သားစွာနဲ့ လှူဒန်းကြတဲ့လူတော်ဝယ်ကြီးကတော့ဗုဒ္ဓဘာသာအတွက်သမိုင်းဝင်မှအမှတ်တိုင်တစ်ခုဖြစ်နေမယ်ဆိုတာကတော့သိကြပါဗျ။စုံနလားရေဒနာကြောင့်ရေဒနာများစွာကိုသာဗနာသွင်းကုသိုလ်ယူကြတာဖြင့်မြင်ရသူတိုင်းတာတို့မခေါ်ဘဲမနေနိုင်လောက်အောင်ပါပဲနော်။ဒီလိုမျိုးမဟာအလှူတော်ကြီးကိုအထမြောက်အစီအစဉ်ကလှူဒန်းကြတဲ့ဇွဲတဲ့ရဲ့ပိတ်ကန်ရှင်တတိကြီးဦးစံဝင်းနဲ့ဒေါ်မမာတို့အတွင်း၊နှက်ပြေမှာဘုံပိတ်မှပေါင်နေလောက်ပြီလို့ဆိုနိုင်ပါတယ်။ဒီလိုမျိုးစေတနာသုံးနံပြက်သားစွာနဲ့သဒ္ဒါယုဖိတ်လာရောက်ပြီးတော့လှူဒန်းကြတဲ့မြမပြည်အနှံ့ကခွင့်ရတသမိတွေရဲ့အလှူကိုလည်းတာတို့အချင်းချင်းခေါ်ဆိုမိပါတယ်။ တမိုင်းမှာအမှတ်တမ်းဝင်ကျင်းရလာအောင်ဆံမြူတိုက်ကျမစိုးရင်ကြောင်းလိုက်တော်ကြီးရဲ့အလူတော်မင်္ဂလာဝဲနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြပေးခဲ့ကြပါအောင်ရှင်။